သင်ရောင်လို့တောင်ပွားမထီသင်တယ်အစိတ်ပြင်းတက်ရှိများအကြောင်းကိုစာ channel လေးကနေတင်ဆက်ပေးလိုက်ပါတယ်ဒါကတော့ poison dart frog လို့ခေါ်တဲ့အစိတ်ပြင်းဖားမျိုးစိတ်တွေပါအရွယ်စားကနှစ်ကနေ6စင်တီမီတာထိတာကြီးထွားနိုင်ပြီးတော့သူတို့ကိုကိုလံဘီယာ၊ပေရူး၊ဘရာဇီး၊ကော့စတာရီကာနဲ့ပနားမားနိုင်ငံတို့မှာတွေ့နိုင်ပါတယ်။ဒီဖားမျိုးစိတ်ပေါင်းဟာတရာကျော်ခန့်ရှိပြီးတော့ Black Leg Poison Duck Frog ကော့ကိုပွိုင်ဇင်ဒက်ဖရာဂိုးဒန်ပွိုင်ဇင်ဒက်ဖရာတို့ကတော့လူကိုတည်စီနိုင်တဲ့အထိအစိပ်ပြင်းပါတယ်ဂိုးဒန်ပွိုင်ဇင်ဒက်ဖရာကတော့ကပတ်အစိပ်ပြင်းဆုံးဖြစ်ပြီးတော့ဖားတကောင်ရဲ့အစိပ်ဟာလူကြီးအယောက်20ကျောက်အထိကိုတည်စီနိုင်ပါတယ်ဒီဖားတွေရဲ့အကြီးပြားမှာဘက်ထရီကိုတောက်စင်လို့ခေါ်တဲ့အစိပ်ကိုထုတ်လုပ်ပါတယ်ဖြစ်မိတာနဲ့အစိပ်တွေကပ်ပါလာမှာဖြစ်ပြီးတော့ဒီအစိပ်တွေမတော်တဆပါဇက်တွေဝင်ရင်းအကြီးပြားပေါက်ပြေတန်ရာများမှာတစဉ် ွေးကြောတဲ့ကိုရောက်ရှိသွားပါကတဏိုင်ရနေသုံးနိုင်ရင်တွင်မှာကြွက်သားများအကြောတည်ခြင်းနှလုံးခုန်မမှန်ခြင်းနဲ့တက်ရှိရခြင်းများဖြစ်လာနိုင်ပါတယ်။ဒီဖားတွေဟာအစိတ်ရှိတဲ့ပျော်စိတ်အင်းဆက်နဲ့ပိုးမွားများကို စားသုံးခြင်းကြောင့်သူတို့ရဲ့ပြင်းထန်တဲ့အစိတ်ကိုထုတ်နေနိုင်တာပါ။ဒါကြောင့်မို့လို့အလှမွေးထားတဲ့ Poison Dark Frog တွေမှာတော့အစိတ်မထုတ်နိုင်ပါဘူး။သူတို့ရဲ့အစိတ်ဟာဖြည့်သေးလည်းမရှိတာကြောင့်အစိတ်မိလို့ရှိရင် ဆေးရုံကိုအချိန်မီသွားမှသာအသက်ကင်းနိုင်ပါပါ။ဒါကတော့ Giant Hawk Hoodie လို့ခေါ်တဲ့အပြင်မှာသူတို့ကို Caucasus တောင်တန်းများဥရောပတိုင်းမြောက်အမေရိကနဲ့အာရှတိုင်းမှာ တွေ့ရတတ်ပါတယ်။ဒီအပြင်တွေကိုမြစ်ချောင်းဘေး၊လမ်းဘေးနဲ့စွန့်ပစ်မြေများမှာတွေ့ရတတ်ပြီးတော့ဆယ်ဘေးကနေ15ဘေးထိကြီးထွားနိုင်ပါတယ်။သူ့ရဲ့အပွင့်ကနေအဆစ်လေးများဖြစ်ပေါ်လာပြီးလေဖြစ်တဲ့ယူဖြန့်ပြီးပါတယ်။ဒီပင်ရဲ့ပင်စည် အရွက်အပွင့်နဲ့အဆေတို့ကိုထိခိုက်မိရင်တော့အဆေးထုတ်လွတ်ပါတယ်။ဒီအဆေးထဲမှာ furano coumarin လို့ခေါ်တဲ့အဆေးပါဝင်ပါတယ်။ဒီအဆေးနဲ့တင့်ရဲ့အရေပြားကိုစပြီးတိတိကျကျမှာတော့နာကျင်မှုဖြစ်စေအောင်မှာမဟုတ်ပါဘူး။အကယ်၍အဆေးထိတာတဲ့နေရာကိုနေရောင်ခြည်နဲ့ထိမိပြီးဆိုရင်တော့ phytophotodermatitis လို့ခေါ်တဲ့ဖြစ်စဉ်စပါတယ်။ဒီဖြစ်စဉ်ဟာတင့်ရဲ့အရေပြားကို မီးလောင်နေတယ်လို့နာကျင်စေမှာပါ။အရေပြားရောင်ရမ်းခြင်း ရည်ကြည်မှုများထခြင်းတို့ကို24နိုင်ရနေ48နိုင်အတွင်းမှာကြုံတွေ့ရမှာပါပြီးပါတာနဲ့အရေပြားမှာအညုံမဲကွက်များကျန်နေပြီးဒါဟာလနဲ့နှစ်နဲ့ချီပြီးတော့ပေါ်နေနိုင်ပါတယ်ဒီအစည်းတွေမျက်လုံးနဲ့ဝင်သွားပါကမျက်စိကန်းသွားနိုင်ပါတယ်သူ့ရဲ့အစည်းဟာကြည်လင်နေတတ်တာကြောင့်ထိမိရင်တော့သတိမထားမိပဲဖြစ်တတ်ပါတယ်မတော်တဆဒီအစည်းနဲ့ထိမိပါကရေဆက်ပြာတို့ဖြစ်တေချာစွာစေကြောရပါမယ်ထိမိသွားတဲ့နေရာကိုလည်း 48နိုင်ခန့်နေရောင်နဲ့မထီအောင်ထားလာရမှာပါယောဂလက္ခဏာများပြင်ထန်မယ်ဆိုတာကတော့ဆေးရုံဆေးခန်းများတော့ပြသင့်ပါတယ်ဒါကတော့ stone fish လို့ခေါ်တဲ့ကပ္ပအစိပ်ပြင်းဆုံးငါပါဒီငါမျိုးစိတ်ပေါင်း၅ခုခန့်ရှိပြီးတော့အရွယ်စားက25ကနေ50စင်တီမီတာလောက်ထိကြီးထွားနိုင်တာအလေးချိန်ကတော့နှစ်ကနေ3ကီလိုဂရမ်လောက်ထိလေးနိုင်ပါတယ်ဒီငါတွေကိုဩစတြေးလျနိုင်ငံရှစ်တောင်အာရှနဲ့ Pacific ကျွန်းများမှာတွေ့တက်ပြီးတော့သူတို့ဟာကြောက်တုံများကြပင်လယ်ကျမ်းပြင်များမှာငြိမ်သက်စွာ ပုန်းကွယ်နေတဲ့မျိုးစိတ်တစ်ခုပါသူတို့ဟာငါးအကောင်ငယ်လေးများကိုသာဟန်ယူစားတောက်တက်ပြီးတော့လူကိုရမလို့တက်ပါဘူးဒါပေမဲ့လည်းဘေးရန်ကိုကာကွယ်ဖို့အတွက်သူတို့ရဲ့ကြောမှာစူးတောင်73ခုလောက်ရှိပါတယ်ဒီစူးတောင်တစ်ချောင်းချင်းစီတိုင်းဟာအစိတ်ကလေးများနဲ့ချိတ်ဆက်ထားပြီးတော့ဖိမိနီးမိလိုက်တာနဲ့တစ်စက္ကန့်မပြည့်ခင်မှာတင်အစိတ်မိပါပါဒီအစူးနဲ့ထိုးကန်ထိမိရင်တော့ တင့်ကိုတူနဲ့စက်တိုက်ထုနှံ့နေတယ်လို့မျိုးမီးလောင်နေတယ်လို့မျိုး ပြင်းထန်တဲ့နာကျင်မှုကို7မိနစ်ကနေ48နာရီလောက်ထိခံစားရမှာပါ ခလေးမွေးတာထက်တောင်ပိုနာတယ်လို့ဆိုကြပါတယ်ဒီအစိတ်ဟာကြွက်သားအယုံကျော်စနစ်နဲ့နှလုံးများကိုပါထိခိုက်စေနိုင်တာကြောင့်ကြွက်သားများရောင်ရမ်းလာခြင်းပျက်စီးခြင်းအကျောတည်ခြင်းများအပြင်တတိလစ်ခြင်းနှလုံးခုန်ရပ်တန့်ခြင်းဖြစ်လာနိုင်ပါတယ် ကယ်၍အစိတ်ပမာဏအများပြီးမကုသပဲထားပါကတဏ္ဍရဲ့အတွင်းမှာတည်ဆုံနိုင်ပါတယ်။မတော်တဆအစိတ်မိခဲ့ပါကဒဏ်ရာကိုခံနိုင်လောက်တဲ့ရေပပူလေးနဲ့စိန်ထားပေးရပါမယ်။ဒီအပူချိန်ကြောင့်အစိတ်ဓာတ်ပြုမှုနည်းပြီးနာကျင်မှုကို အနည်းငယ်သက်သာစေမှာပါ။ဝေဒနာပြင်းထန်ရင်တော့အစိတ်ဖြည့်ဆည်းထိုးဖို့လိုအပ်တာကြောင့်ဆေးရုံသွားပြမှာပဲအဆင်ပြေပါပါ။နောက်ထပ်လဲစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကြည့်အောင် ကိုစာ channel လေးကို like follow နဲ့ subscribe လုပ်ခဲ့ပြီးပါအောင်နော်ကျေးဇူးတင်ပါတယ်